ကျွန်တော်တို့ဖုန်းကိုအားသွင်းတဲ့နေရာမှာဒီ80%ကနေ100%အားပြည့်သွင်းမယ်ဆိုရင်ပုံမှန်ထက်နည်းနည်းလေးဘာလို့ပို့ပြီးတော့ကြာတယ်။နောက်ပြီးတော့ဒီ0 to 100ကိုဖုန်းအားသွင်းမယ်ဆိုရင်ဖုန်းရဲ့ဘက်ထရီကဘာလို့အရန်ကိုပူတက်လာတယ်။ဒီလိုမျိုးပေါ့နော်အခုခေတ်ဖုန်းတွေအတွက်မရှိမဖြစ်ကိုမှအရေးကြီးတဲ့နည်းပညာလို့ပြောရမယ်။ဖက်ရှာခြင်းတွေအကြောင်းကိုဒီဗီဒီယိုလေးမှာပြောကြည့်အောင်။ ဖုန်းရင်စမတ်ဖုန်းတွေဆက်စပ်ပေါ်ခဲ့တဲ့ဒီ2000ခုနှစ်ဝင်းကျင်မှာဆိုရင်ဖုန်းတွေရဲ့ charging speed က5ဝက်ပဲရှိတယ်။အဲတုန်းကဆိုဖုန်းတွေကိုအတခါတခါအားသွင်းမယ်ဆိုရင်တတော်ကြီးမှကြာတယ်။တမိပဲအကိုကအိတ်နေအိတ်နေလို့ရအောင်ထီကိုအဲ့လောက်ထီကိုကြာတာပေါ့နော်။ဒီလိုမျိုးဒီ5ဝက် charging တွေကိုဘယ်ဖုန်းတွေမှာစပြီးတော့သုံးမိတာလဲဆိုတော့ဒီ iPhone မှာဆိုရင် iPhone ရဲ့ပထမဆုံး iPhone first generation နဲ့နောက်ထပ်ဒီ Samsung ဘက်မှာဆိုရင် Samsung Galaxy S1 လို့ခေါ်မလား။ရိုတနဲ့ S လို့ခေါ်မလား။ အဲဒီလိုမျိုးဖုန်းတွေမှာစပြီးတော့တုံးပေးတယ်အဲ့လိုမျိုး 5G fan ချာဂျင်တို့ကျွန်တော်ဆက်ပြီးတော့တုံးနေရင်တုံးနေရင်ね2013လောက်လည်းရောက်ပေါ့ဒီကွဲကွန်းကနေပြီးတော့ကွဲကွန်းကသူတို့ရဲ့ quick chat 1.0ဆိုပြီးတော့မိတ်ဆက်ပေးလိုက်တယ်အဲ့ခေတ်ကဒီ flagship ဖုန်းတွေလို့ပြောရမယ်ဖုန်းတော်တော်များများမှာဒီကွဲကွန်းရဲ့ quick chat 1.0ကိုစပြီးတော့တုံးပေးလာကြတယ်အဲဒီလိုမျိုးတုံးနေရင်ねနောက်တစ်နှစ်2014လောက်လည်းရောက်ပေါ့ကွဲကွန်းဘက်ကနေပြီးတော့သူတို့ရဲ့ quick chat ကိုတဆင့်ညှင့်ပြီးတော့2.0ဆိုပြီးတော့စပြီးတော့မိတ်ဆက်တယ်ဒီ quick chat 2.0ရဲ့ဒီ charging speed က ဒီ80ဝက်လောက်တိရှိတာဆိုတော့ဒီတနည်းတွင်းမှာတဲ့ဘုံနဲ့ charging speed က20ဆောက်လောက်ထိပို့ပြီးတော့တိုးတက်လာကြတယ်။အဲဒါကြောင့်မဲ့ဒီ 8K ကဒီ Android flagship လို့ပြောရမယ် Samsung Galaxy S4 လို့အဲနောက်ပြီးတော့ HTC One လို့အဲဒီလိုမျိုးနာမည်ကြီးဖုန်းတွေမှာကဒီ Quadjet 2.0ကိုစပြီးတော့သုံးပေးလာကြတယ်။ဒီ2014နောက်ပိုင်းမှာ fast charging မိုင်းနဲ့ပတ်သက်လာတဲ့ဆိုရင်ဒီဖုန်းကုမ္ပဏီဖြစ်တဲ့ Oppo တို့ Xiaomi တို့ဒီ Realme တို့နောက်ပြီးတော့ OnePlus တို့ ဒီလိုမျိုးဖုန်းတွေကအဓိကအအောင်စိုက်ပြီးတော့သူတို့ရဲ့ဒီကိုပိုင်ဖက်ချာနေစနစ်တွေကိုတဖြည်းဖြည်းနဲ့တိုးတက်လာအောင်လုပ်ကြတယ်။ဒါကြောင့်မယ်အခုနောက်ပိုင်းမှာဒီတရဖုန်းကုမ္ပဏီရဲ့ဖက်ချာနေကဒီအခြားဖုန်းကုမ္ပဏီတွေနဲ့ရှင်မယ်ဆိုရင်ပို့ပြီးတော့မြန်ပြီးတော့ရှေ့ကိုပို့ရောက်နေတယ် ဒီဖုန်းတွေမှာအ ਨੇ ဆုံး fast charging ကဒီ90 watt လောက်ပါတာဆိုတော့အခြားဖုန်းတွေထက်ဒီခေါင်းတစ်လုံးမကပိုပြီးတော့မြန်တယ်ဆိုရဲအနေအထားမှာရှိတယ်။ဒီလိုမျိုးတရဖုန်းကုမ္ပဏီက fast charging ဘိုင်းမဟုတ်ဘဲနဲ့ဒီ battery ဘိုင်းမှာဆိုရင်လေစီလီကွန်ကောင်း battery ကိုသုံးပြီးတော့အခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်တော်တော်လေးမှရှေ့ရောက်နေလို့ပြောရမယ်။ ဒါပေမဲ့ဒီ Samsung တို့ဒီ Apple တို့ဒီ Google တို့ကကြတော့ဒီလိုမျိုးစီနုံကောင်ဘက်ထရီနီးပညာမသုံးမဲ့ねလီသီယမ်အိုင်အွန်ဘက်ထရီတွေပဲဆက်သုံးနေတာဆိုတော့ဘက်ထရီပိုင်းမှာရောဒီ charging speed ပိုင်းမှာရောတရုတ်ဖုန်းကုမ္ပဏီနဲ့ရှင်ပဲဆိုရင်နောက်ကိုတော်တော်လေးပြတ်ကျန်ခဲ့ပြီလို့ပြောရမယ်အဲ့တော့ fast charging တွေရဲ့တိုးတက်လာတဲ့အကြောင်းပြောပြဘူးပါဆိုတော့ဒီအရင်မြန်တဲ့ fast charging တွေကိုဖုန်းမှာသုံးမှာဆိုရင်ဖုန်းရဲ့ဘက်ထရီထိခိုက်နိုင်လားဒီမေကွန်းရဲ့အဖြေကိုမဖြေခင်မှာဘက်ထရီရဲ့အလုံးလုံးပုံကိုနည်းနည်းလေးအကျန်းပြင်းနေနဲ့တိထားဖို့လိုလိမ့်မယ် ဘက်ထရီဘဲမှာဆိုရင်ကျွန်တော်အဓိကအားဖြင့်၄မျိုးပါတယ် positive side ရယ် electrolyte အရှိရယ် lithium ion ရယ် negative side ရယ်ဆိုပြီးတော့၄မျိုးပါတယ်ကျွန်တော်ဖုန်းထဲကဘက်ထရီအားကိုစပြီးတော့သုံးမယ်ဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ lithium ion အရှိလေးတွေက positive ဘက်ကိုသွားပြီးတော့ကတ်တယ်အဲ့ကနေပြီးတော့ power ရပြီးတော့ကျွန်တော်ဖုန်းကိုသုံးလို့ရတယ်နောက်ပြီးတော့ဖုန်းရဲ့ဘက်ထရီကိုအပြန်သွင်းမယ်ဆိုရင်လည်းခုနကကျွန်တော်ပြောခဲ့တဲ့ဒီ lithium ion လေးတွေကဒီ positive ဘက်ကနေပြီးတော့ negative ဘက်ကိုသွားပြီးတော့ပြီးကတ်တယ်အဲ့ကနေပြီးတော့ဖုန်းအားရဲ့ဘက်ထရီကတဖြည်းဖြည်းနဲ့ percentage တွေပို့ပြီးတော့တိုးတက်လာတယ် ဒါကဘက်ထရီရဲ့အလုပ်လုပ်ပေါ်အကျန်းမြင့်ပေါ့နော်အဲ့တော့ခုနကပြောခဲ့တဲ့ဒီပေါ့အရန်မြန်တဲ့ fast charging တွေကိုသုံးမယ်ဆိုရင်ကိုယ့်ရဲ့ဘုံဘက်ထရီကထိခိုက်မှာလားဆိုရင်တော့ထိခိုက်တယ်ဘယ်လိုမျိုးထိခိုက်တာလဲဆိုတော့ပထမဆုံးတစ်ခုကတော့အပူဖုန်းကိုအရန်မြန်တဲ့ဒီ fast charging နဲ့အားသွင်းတဲ့အခါမှာဒီလျှက်စီးကြောင်းတွေကအရန်ကိုတွန်းပို့လို့ဖြစ်ပြီးတော့ကိုယ့်ဖုန်းရဲ့ဘက်ထရီကအရင်အားထက်ပိုပြီးတော့ပူတက်လာတယ် ီလိုမျိုးပူတက်လာတဲ့အခါမှာခုနကကျွန်တော်ပြောခဲ့တဲ့ဒီ electrolyte အရေးလေးကနည်းနည်းယိုယွင်းပြက်စီးမှုတွေဖြစ်ပြီးတော့ကိုယ်ဖုံးကရေရှည်မှာ battery မခံတာဖုံးကတိတ်မခံတော့တာဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်နောက်ထပ်ထိခိုက်စေရချက်ကတော့ lithium plating ဒါကဘာကိုပြောရလဲဆိုတော့ကျွန်တော်အရန်ကိုမှမြန်တဲ့ fast charging ကိုတုံးတဲ့အခါမှာခုနကပေါ့နော်ဖုံးအားသွင်းနေဆိုရင်ကျွန်တော်အပေါ်မှာလေးပြောခဲ့တယ်ဒီ lithium ion လေးတွေက negative side ကိုသွားပြီးတော့ကတ်တာဆိုတော့အရန်မြန်တဲ့ fast charging ကိုတုံးမယ်ဆိုရင် ဒီ lithium ion လေးတွေကဒီ negative side ကိုတွားကတ်တဲ့အချိန်ကမလုံလောက်တော့ပဲနဲ့သူတို့ကဒီ positive ဘက်မှာပဲစုပုံပြီးတော့ပိတ်ကြံခဲ့ပြီးတော့ကျွန်တော်ဒီစားပေါက်လိုတတ်ထုအပွင့်လေးလိုပုံစံမျိုးတွေဖြစ်သွားတယ်ဒီလိုမျိုးအပွင့်ဖြစ်သွားတဲ့ဒီ lithium ion လေးတွေကဒီ battery ရဲ့ capacity ကိုပို့ပြီးတော့ကျော့ကြွားသေးတယ် ဲ့တော့ကိုဖုန်းကပေါ့နော်ဒီရေရှည်ဖုန်းကိုတုံးတဲ့အခါမှာဖုန်းကတိတ်ပြီးတော့မခန်းတော့တာနောက်ပြီးတော့ဘက်ထရီကအရန်ကိုမှဖောင်းလာတာနောက်ပြီးတော့ဒီဘက်ထရီစားပေါက်နေဆိုတာကလည်းဒီလိုမျိုးပြဿနာတွေကြောင့်ဖြစ်တာအဲ့တော့ကျွန်တော်ဖက်ရှာဂျင်တွေကိုတုံးမယ်ဆိုရင်ဒီလိုမျိုးပြဿနာတွေဖြစ်တာဆိုတော့ကျွန်တော်တို့ဖက်ရှာဂျင်ကိုမတုံးတင်ဘူးလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူးဒီ smartphone company တွေကဒီလိုမျိုး fashion အနေနဲ့ပတ်သက်လာတဲ့ပြဿနာတွေဖြေရှင်းဖို့သူတို့ရှိမှ system တွေအများကြီးကိုကျွန်တော်ဖုန်းတွေမှာထည့်ပေးထားတယ် ပထမဆုံးဘယ်လိုမျိုးစစ်ဆန်ထည့်ပေးတာလဲဆိုတော့ဒီ battery management system ပေါ့နော်ဒီ battery management system ကကြတော့ကျွန်တော်တို့ဖုန်းအားသွင်းနေတဲ့ဒီကာလာတစ်ချောင်းလုံးမှာကိုဖုန်းရဲ့ဖုန်းအပူချိန်တို့ကတောက်လျှောက်ကိုတိုင်းနေတယ်အဲ့ချိန်မှာကိုဖုန်းရဲ့ဖုန်း battery ကသတ်မှတ်ထားတဲ့အပူချိန်ထက်အရန်ကိုမှကြော်တက်သွားပြီဆိုရင်တို့ကဒီ fast charging ရဲ့ charging speed ကို short ချလိုက်တယ် အပူထိန်လိုက်တာပေါ့နော်အဲ့ဒါဆိုရင်ကိုဖုန်းကအရန်ကိုဟီတက်လာပြီးတော့ဘက်ထရီမခံတော့တာဒီလိုမျိုးပြဿနာတွေမဖြစ်တော့ဘူးနောက်ပြီးတော့ဒီ smartphone ကုမ္ပဏီတော်တော်များများကဒီပေါ့နော်သူတို့ရဲ့ဖုန်းမှာ100 watt ထည့်ထားပေးပေမဲ့ဒီတစ်ချိန်လုံး100 watt နဲ့သုံးနေတာမဟုတ်ဘူးကျွန်တော်တို့ပြောပါတော့ဒီ0ကနေ50%လောက်ကိုအားသွင်းမယ်ဆိုရင်တော့100ဝက်ပါတယ်ဆိုရင်100ဝက်နဲ့အပြည့်ကိုသွင်းပေးတယ်။ဒါပေမဲ့50ကျော်ပြီးတော့ပေါ့နော် maybe 80တို့90တို့ဒီလိုမျိုးနေရာရောက်ပြီဆိုရင်ကိုဖုန်းရဲ့ဖတ်ချာခြင်းကနည်းနည်းလေးပို့ပြီးတော့နှေးပေးလိုက်တယ် ဒါကပါကြောင့်လဲဆိုတော့အပေါ်မှာပြောခဲ့လို့ပဲကျွန်တော်ဖုန်းကဟိအရန်တက်လာပြီးတော့ဘက်ထရီကိုထိခိုက်စေမှာဆိုလို့သူတို့က channel speed ကိုနည်းနည်းလေး short ချပြလိုက်တာဒီလိုမျိုးကာကွယ်မှုတွေပေးထားတော့ကျွန်တော် fast charging ကိုသုံးမယ်ဆိုရင်လည်းစိတ်ချလက်ရှာကောင်းကောင်းမွန်မွန်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာက fast charging တွေကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကျွန်တော်ဒီအရန်မြန့်တဲ့ဖုန်းနဲ့ fast charging သုံးပြီးတော့အားသွင်းမယ်ဆိုရင်ဟိကိုအဓိကဂရုစိုက်ရမယ်ပေါ့နော်ကိုကဖုန်းကိုအားသွင်းနေနေမှာကာဘာအထူးကြီးတွေတတ်ထားတာတို့ ။နောက်ပြီးတော့ဒီပေါ့နော်ဖုန်းကိုခေါင်းအောက်မှာထားပြီးတော့ဖုန်းအားသွင်းတာတို့ဒီလိုမျိုးတော့မလုပ်တင်ဘူး။ဒီလိုမျိုးလုတ်တဲ့နေရာမှာဒီဖုန်းအแทမှာရှိတယ်ဒီအပေါက်တွေအကုန်လုံးပိတ်ပြီးတော့ကိုယ့်ရဲ့ဘက်ထရီကအညာထက်ပို့ပြီးတော့ပူတက်လာပြီးတော့ကိုဖုန်းကအခက်မသိရင်လစ်သွားတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။နောက်ပြီးတော့ဒီလိုမျိုးဖက်ရှာနေလို့အာသွင်းတဲ့နေရာမှာလည်းဒီကုမ္ပဏီဘက်ကဒီပေါ့နော် official ထုတ်ပေးထားတဲ့ဒီ original အာသွင်းကြိုးအာသွင်းကောင်းတွေကိုပဲသုံးသိကြတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းတပ်ပါဒီ accessory ကိုသုံးမယ်ဆိုရင်လည်းတကယ်ကိုမှယုံကြည်စိတ်ချရတဲ့ဖက်ရှာရင် cable တွေတို့အတုံးတွေတို့အဲဒီလိုမျိုးဟာတွေတော့သုံးစေချင်တယ်ဒီလိုမျိုး cable တွေအာသွင်းကျိုးတွေအာသွင်းကောင်းတွေကိုလည်းသုံးမယ်နောက်ပြီးတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အချက်တွေကိုလည်းမလုပ်ဘူးဆိုရင်ဒီ fast charging ကိုသုံးမယ်ဆိုရင် AC စစ်သုံးလို့ရတယ်ဘာမှပြဿနာမရှိဘူးလို့ပြောရမယ်အဲ့တော့ DV လေးကအခုလက်ရှိ smartphone တွေအတွက်မရှိမဖြစ်အရေးကြီးတဲ့ဒီ fast charging တွေကဘယ်လိုမျိုးတိုးတက်လာလဲ fast charging တွေကိုသုံးမယ်ဆိုရင်ဘယ်လိုမျိုးကောင်းတွေ့ရလဲစိုးကျတွေရောဘယ်လိုရမလဲဆိုတော့ကိုပြောပြပေးတာဖြစ်ပါတယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လိုမျိုးအကြောင်းအရာတွေသိကျင်လဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်ပြောနေပဲအားလုံးကြည့်ကြည့်နေကျွန်တော်အောက်ခံပါ